ားလုံးပဲမင်္ဂလာပါဗျာအခုကတော့ကျွန်တော်တင်းလာသားမီးတွေအတွက်ဘောဒရက်စာတည်တဲ့နဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှည်လို့စိတ်မရှည်ဘူးရစ်တယ်ထင်တယ်လူတို့ရှင်မဲ့ကြည့်ချင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကြာပြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားသမီးတွေပေါ့တင်းလာသားသမီးတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းချို၃လုံးရှိတယ်အဲ့ဒီအထက်ဆောင်ပန်းချို၃လုံးကကိုယ့်ဘဝမှာအဓိကကြားတဲ့သူတွေမှာပါတယ် အဲ့တော့ဘဲဂျိုးတွေလဲဆိုတော့တောက်ကြရဲ့စနေရဲ့အင်္ဂါကို့အတွက်ဆောင်းပန်းဂျိုးဖြစ်တယ်။နော်ဒါကြောင့်ပဲဒီ၃လုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်။အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုးကအဓိကကြားတယ်ပေါ့နော်။တဲလာသားမိတွေလဲတောက်ကြဂျိုးကအဓိကကြားတယ်။အဲ့တော့တောက်ကြဂျိုးကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြဂျိုးကိုကျွန်တော်တို့ကဟိုကို့ဘဝမှာဘလို့လက်တွဲပြီးတော့အားကိုးရဖြစ်သုံးမလဲပေါ့။အဲ့တော့တောက်ကြဂျိုးကတဲလာသားမိတွေအတွက်က အကောင်းဆုံးဂျိုဖြစ်တယ်။တောက်ကြာဂျိုဟာလုံကြုံတာကာကွယ်တာရင်းနှီးမြှုပ်နှံတာဒါကိုပြောတာ။အဲ့တင်းလာသားမီဒီယာဘဝမှာရလာတဲ့ငွေကိုဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတော့ပညာကိုအဓိက လေ့လာဖို့လိုတယ်။အဲ့တကယ်ကိုကျွန်တော်ကဘာမှနာမည်ကြီးတဲ့ Warren Buffett တို့လိုငငယ်လေးတွေကသူတို့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုလုပ်ခဲ့တယ်။ပတ်စံလေးတွေရလာရင်ဘယ်လိုရင်းတယ်။ ်ဒေါ်လာဘယ်လောက်ရလာရင်ငါဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြုပ်နှံမယ်နော်အော်ငွေဘယ်လိုပွောင်းအောင်လုပ်ရမလဲဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြုပ်နှံမှုဟာအရွယ်တစ်ခုရအောင်ရောက်လို့ပေါ့ဗျာငယ်တော့ကတော့ဘာမှရင်းနှီးမြုပ်နှံမနှံတတ်မှာမဟုတ်ဘူးပတ်စံလေးပဲဆုတ်တတ်မယ်အဲပတ်စံလေးဆုတ်လို့များလာရင်ဒါရွှေလေးလုံးမယ်ဒါကတော့ငယ်တုန်းအချိန်လောက်ကဒီလောက်ပဲလုပ်တတ်မှာခလေးဆိုတော့စီးပွားရေးလည်းလုပ်ဖို့မလွယ်ဘူးဟိုတဲလာသားမီးတွေကအရွယ်တစ်ခုရောက်လာတော့ကိုကျွမ်းကျင်တဲ့နယ်ပယ်ကိုရင်းနှီးမြုပ်နှံမှုအပြည့်အဝလုပ်ဖို့လိုတယ် ောက်မှတော့ကျွန်တော်ကအိမ်အကြောင်းနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခန်းနေလုံးမယ်ပေါ့ကျွန်တော်ကဆက်ပြီးစီစောင်းနားလေတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေရန်ရာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုပ်မယ်ပေါ့ကျွန်တော်ကတော့မဟုတ်ဘူးဆက်ပြီးအကြောင်းနားလေတယ်ဒါဆိုရင်တော့ကျွန်တော်စဘာတွေပဲတွေလှောင်မယ်ပေါ့ဗျာပပူကျွန်တော်ကတစ်တွေအကြောင်းနားလေတယ်ဒါဆိုတစ်တွေဝယ်ပြီးကျွန်တော်ဖာနီချာတွေလုပ်မယ်ပရီဘောကားတွေလုပ်ပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့အဲ့တော့မဟုတ်ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘယ်လိုကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဒီကော့စပတ်တစ်ပစ္စည်းတွေကိုဝယ်ထားမလားလှောင်ထားမလားဘယ်လိုပြန်ရောင်းမလဲ ဘယ်နေရာနဲ့ဒိုင်စင်းနဲ့ရအောင်လဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့ကအဓိကကြရတယ်လို့ပြောတာတော့အဓိကကြရတော့အဲ့တော့အတင်းလာသားမီဒီယာဖြစ်တယ်ခင်ဗျာ၃နေဖြုံးနေတယ်ဒီနေ့ရရတယ်ဒီနေ့လောက်ဝါကရရတယ်ဒီနေ့လောက်ဝါကခင်ဗျာ၃တောင်းရရထားပါတော့နော်ခမဲဝယ်စားလိုက်တယ်တောင်းကုန်တယ်နော်အရက်ဝက်တောက်လိုက်တယ်တသောင်းကုန်တယ်အဲကျအဝက်စားဝက်ကြီးပိုးကြီးပန်းကြီးနဲ့ဖုံးပေထည့်လိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးတဲလာသားမီးရဲတဲလာသားမီးကငွေကို စုကိုစုရပါတယ်နော်ငွေစုတဲ့အကျင့်ကိုငွေတွေကလောက်ပါတော့တဲလာသားမီးတွေစိုးမိုးကြွားဘန်လို့တာမျက်စိတည်းမြင်လိုက်ဘန်သွားပါလို့လဲငွေစုမယ်နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဘန်နဲ့ဘန်လှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတဲလာသားမီးတွေကလောက်ပါဒါဆိုဘဝမှာအောင်မြင်မယ်အဲ့တော့ဘန်ကဘလို့ဒီအလုပ်လုပ်နေလဲငွေတွေဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားငွေကိုဘလို့သူတို့အရင်နေ့လောက်ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်း ဘန်လုံးတဲ့ပုံစံအတွက်တင်းလာသားမီဒီယာဘောကမှလုံးမယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲကြည်ကြည်လေးလေးနဲ့ကြောကြောဝါဝါမရှိဘဲနဲ့နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာကဘောကလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးတို့ကျွန်တော်ကမမေ့စေချင်ဘူးအဲ့တော့တင်းလာသားမီတွေရဲ့စီးပွားရေးကအင်္ဂါဂျိုးပိုင်တာဗျအညွန့်ဂျိုးနော်အညွန့်စီးပွားဆိုတော့ဖြစ်တဲ့တဲ့ဟိုအင်္ဂါဂျိုးပိုင်တာဒါကြောင့်အင်္ဂါနဲ့ပတ်သက်ရင်ကျွန်တော်တို့က ဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်啊အင်းငါဆိုတာစွန့်စားတာဗျစွန့်စားတာစွန့်စားတာလောက်တာအင်းငါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြက်မြက်လောက်ရတဲ့အပိုင်းကအင်းငါပိုင်တာဒါကြောင့်ပဲကျွန်တော်တို့ကလဲလာသားမိကြီးအရန်ကြီးပုံဟောင်းအလုပ်တွေအရန်ကြီးဘယ်လိုပြောမလဲဆိုတော့ခက်မမီတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘက်လိုလိုအဲ့လိုလုံးနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူး နော်ကိုကကိုဝါနာပါလို့ဝန်ထမ်းဝယ်လောက်တာတို့ဘာတို့တော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လှုပ်တော့မယ်ဆိုရင်တော့ဒဲလာသားမီဒီယာစွန့်စားရမယ်သူများတပ်ပို့ပြီးထွန်းဖောက်ပြီးလုံနိုင်မလို့လေဒဲလာသားမီဒီယာဖင်ပေါ့ဖို့လို့တယ်တင်ရဒဲလာသားမီဒီယာဖြစ်နေလေးနေတယ်တစ်ခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အဲဒဲလာသားမီဒီယာကြီးပွားဖို့မလွယ်ဘူးအော်တင်လာကအင်္ဂါပိုင်တာဖြစ်တဲ့ကြီးပွားဖို့လို့တယ်တိုးတက်ဖို့လို့တယ် စွန့်စားဖို့လိုတယ်ကြီးပွားစင်စစ်ရှိဖို့လိုတယ်လှုပ်ရှားရှိတာတွေကိုကျွန်တော်တို့ကအားပါတရလှုပ်ထားဖို့လိုတယ်အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာအဲ့တော့စွန့်စားစားလှုပ်ရတဲ့အပိုင်းတွေကတင်းလာသားမိတွေတဲ့ကောင်းကောင်းသလိုအဲ့တော့အင်္ဂါဂျိုကစွန့်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော်အင်္ဂါဂျိုဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကအင်္ဂါပိုင်ပါတယ်နော်စောက်လို့ရင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုင်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုင်ပါတယ် အဲ့တော့အင်္ဂါဆိုတော့ကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလောက်ကန်ရတဲ့အလုပ်တွေစိတ်ရွေးကြကြလောက်ကြတဲ့အလုပ်မျိုးတွေလို့ပြောတာ။လက်သမားဆရာတွေလို့လို့အင်ဂျင်နီယာတွေလို့နော်။အဲ့တော့ဒီဇိုင်နာတွေလို့ပေသေးချာတိုင်းပြီးတော့ပခုံးဘလောက်ဟိရင်ဘက်ကဘလောက်ဟိနော်။ခါးဘလောက်ဟိနော်လက်ရှိကဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလောက်ကြတယ်လို့တိတိကျကျတေးသေးကျကျတိုင်းထွာလောက်ကြတဲ့အလုပ်တွေမှာဒဲလာသားမိတွေကစီးပွားရေးရှာမယ်လို့ပြောတာ။ဒါဆိုအဲ့ဒီနယ်ပယ်တွေကတော့အများကြီးပေါ့။ဆရာဝန်ဆိုခွဲစိတ်ဆရာဝန် ရှောင်းဝင်လုံးမယ်ဆိုရင်ဘယ်အပိုင်းအကောင်ဆုံးလဲတင်းလာတာခွဲစိတ်ရှောင်းဘာအတိအကျလေနော်ဒီနေရာမှာခွဲရဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘတ်မှာသွားခွဲလို့မရအောင်နော်လေမဲကြီးယောဂါဖြစ်နေတာကို6ရောက်မှာသွားခွဲလို့မရအောင် तू ဖြစ်တဲ့နေရာမှာ तू ခွဲရအောင်အတိအကျအဲ့ဒါတော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုံးအောင်တိအကျကြလို့ကအဲ့တော့ရှောင်းဝင်လုံးမယ်ဆိုရင်ကျွန်တော်တို့ကအင်္ဂါအားကောင်းတဲ့အတွက်တင်းလာတာမြန်ခွဲစိတ်ရှောင်းဝင်လုံးကအင်ဂျင်နီယာလုံးမယ်ဆိုရင်လည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်အဲ့တော့မက်ကနီကယ်တို့စီဗယ်တို့လောက်ရမှာပေါ့နော် အဲ့လိုပဲအလှပအေးရဆိုဘယ်လိုဟာမျိုးတွေလဲစပင်တို့လိုဒါအတိအကျပဲနော်ဘယ်ဘယ်ဒီဇိုင်းညှက်မယ်ဆိုရင်ဒီဒီညာဘယ်နေရာလောက်တူရမယ်ဘယ်လောက်ရှည်ရမလဲနော်အရှည်ကစမိတ်ချမယ်ဆိုလဲဘလို့အဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေဟာအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အတော့မွေးမှုအတွက်ဆိုရင်စဉ်းစားတက်ဖို့အတွက်အတွေးခေါ်ရမှာ ID လုပ်ငန်းဆိုလဲတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေအဲသူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေ ID မှာဆိုလဲဟက်ကာလိုမျိုးတွေနော် အဲ့တော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါင်းမထိုးဖောက်နိုင်အောင်လုံခြုံရေး security ဘိုင်းနဲ့ပတ်သက်တဲ့ဟို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး level သီးသီးမှာအင်္ဂါဂျုံနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတက်မွေးလို့ရတာတွေရှိတယ်ဒါတွေကတဲလာသားမိတွေတဲ့အကောင်ဆုံးဖြစ်တယ်အဲ့တဲလာသားမိတွေကနောက်ထပ်အတက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့စနေဂျိုးပိုင်းတယ်စနေဂျိုးပိုင်းတယ်အဲ့တဲလာသားမိတွေရဲ့6ခုမြောက်စနေကိုဒါဆိုတဲလာသားမိတွေက ဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ဝေးလံခေါင်ဖျားတဲ့လူတွေနော်ဝေးလံခေါင်ဖျားတဲ့လူဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လည်းကိုရန်ကုန်မှာနေတယ်ကိုသွားရင်လာရင်လည်းနေဆက်သွားရင်လည်းအမှတွေ့တဲ့တိုင်းသူတယောက်ယောက်နဲ့ဖူးစာစုံသွားတာတွေအချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုနဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့ ਨੇ ဖော်ရီနာတွေနဲ့အိမ်အောင်ကြသွားတာမျိုးတွေ ဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့အိမ်အောင်ဘက်ကလည်းအသက်အရွယ်မတိမ်မယုံမဟုတ်ဘဲနဲ့ကြီးလွန်တာငယ်လွန်တာအဲ့လိုတွေဖြစ်တတ်တယ်ဒါတော့တဲလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတွေးအခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်အောင်ကြတတ်တယ်အာမဟုတ်ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားကလည်းချင်းကောင်းရင်တလန်းနဲ့ညူနေအိမ်အောင်ကြတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်များများမတူဘူး တော်များများစီရိုက်ဒလိအယူအဆစိတ်ကူကွဲပြားတဲ့လူမျိုးတွေနဲ့ဒဲလာသားမီဒီယာအိမ်အောင်ကြလေရှိတယ်။အဲတော့ဒဲလာသားမီဒီယာအိမ်အောင်ကြတဲ့ခါကျရင်ကိုအိမ်အောင်ဘက်ကိုတော်တော်ညှိယူရတယ်။နော်ကိုကကောင်းကောင်းစားနေတယ်ချက်တာပြုတ်တာကိုကိုယ်တိုင်လည်းချက်တယ်လည်းကောင်းတယ်ကိုရတယ်မိမကကောင်းကောင်းမချက်တယ်ဟုတ်။ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူရာနှက်ထားရမလဲမသိဘူး။အဲ့လိုတွေပေါ့နော်။ကိုလည်းတလွဲဖြစ်တာတွေဒဲလာသားမီဒီယာအမြဲဖြစ်တတ်တယ်။အဲ့တော့ ိမ်တော်ရင်းမှာသူများနဲ့မတူနေနဲ့ကမောက်ကမဖြစ်တယ်ကိုအိမ်တော်ဘက်ကကိုနဲ့မတူတာအတက်ရွေးမတူတာအကြိုက်မတူတာအယူအဆဒလိမတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေနဲ့အိမ်တော်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုအလုံးနော်အိမ်တော်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါအတင်းလာသားမျိုးတွေအချမ်းမြင်ပြောပြတာဖြစ်တယ်ရှောင်းဝါမဲ့ဟာတွေဘာအယောင်တွေဘေးရတနာတွေအများကြီးကြံတယ်ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည်မှာမဟုတ်အဲ့လောက်အများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ဘာမှထင်ပါတယ်